ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါရဗျ။အဲ့တော့ဒီ live ထဲမှာတော့ဒီနေ့ရဲ့အကြိုက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ Porto နဲ့ Selbat ပွဲပြောပါမယ်။ပြီးရင်တော့ Ranger နဲ့ Racing Jam ပွဲလေးပြောမှာဖြစ်ပါတယ်။နော်ဒီနေ့ကတော့ကျွန်တော် Europa League ပွဲအားလုံးပေါင်းဒါ10ပွဲမှာကျွန်တော်တို့ live တစ်ခုမှာပွဲနှစ်ပွဲစီနဲ့ကျွန်တော်တို့ဒီနေ့ live လေး၅ခုခွဲပြီးတော့ပြောပြီးသွားမှာဖြစ်ပါတယ်။သက်ဆိုင်ရာ live ဒီမှာသက်ဆိုင်ရာနော် caption လေးတွေနဲ့အတူ ဟိုပွဲနာမည်လေးတွေတတ်ထားတာပြတဲ့အတွက်ကြည်ရလဲရှင်းမယ်ထင်ပါတယ်เนาะโอเคပါအဲ့တော့ဒီပွဲမှာတော့ကျွန်တော်ဒီနေ့ရဲ့ဒီသင်းမောင်းလေးရဲ့နောက်ထပ်တစ်ပွဲဖြစ်တဲ့ပွဲရဲ့နောက်ဒီနေ့ရဲ့အကြိုက်ဆုံးပွဲလေးတစ်ပွဲတော့ပြောပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကဒီ live တဲ့ဒီ live တဲ့မှာတော့ဒီ Racing Chan နဲ့ဒီ Ranger ပွဲပါမယ်ပေါ်တိုနဲ့ဆဲဘတ်ပွဲလေးပါမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေလူဆိုရင်တော့ကျွန်တော်စမှာပဲဗျာเนาะခဏလေးစောင့်လိုက်ပါဦးမယ်လားမင်္ဂလာပါဗျာ ဘာသာထွန်းထွန်းလေးမင်္ဂလာပါဒွေးမင်္ဂလာပါရူဘီဖြိုးမင်္ဂလာပါဗျရန်နိုင်လင်းမင်္ဂလာပါညီကိုရေးလှသိမ့်မင်္ဂလာပါမင်းအောင်မင်္ဂလာပါတန်းကျော်မင်္ဂလာပါအောင်ကြီးမင်္ဂလာပါခစ်သိမ့်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဦးမျက်နိုင်မင်္ဂလာပါအာဆင်နယ်3709မင်္ဂလာပါဗျဘာသာဦးစိုးမြင့်မင်္ဂလာပါကျော်လွင်မင်္ဂလာပါရွှေရမင်္ဂလာပါအောင်အောင်မင်္ဂလာပါမြင့်ဆွေမင်္ဂလာပါဗျမင်းညာထီသွားတယ်ရိုမအောက်ကင်လိုက်တာမင်းရကျွန်တော် live လေးမလွင့်လိုက်ဖြစ်ဘူးဗျာနော် sorry ပါညီကိုရေးကျွန်တော်မင်းရမအားလို့ပါညီကိုရေးနော်အဲ့တော့အဲဒီမနေ့ပြန်ပါရှိတာလည်းမသိနော် ီနေ့ညဒါရှိမယ်မနေ့ပြန်ကကျွန်တော်တို့မနေ့ပြန်ညကပြောက်သွားလေဟောမနေ့ပြန်ညပြီးသွားပြီဗျာနော်မနေ့ညဆိုကျွန်တော်တို့ဒါဟိုကတောက်ကြညမှာပြန်တွေ့မှာပေါ့လေနော်တောက်ကြညကကျွန်တော်လာလီကာရှိမယ်โอเคဘွန်ဒလီကာမှာဘိုင်ယန်မြူးနဲ့ပွဲရှိတယ်ဗျာနော်โอเคပါတောက်ကြညဆိုရင်တော့ကျွန်တော်ပြန်တွေ့အောင်ဂျာတာဘီကတော့ပွဲမရှိဘူးပေါ့လေနော်โอเคပါဗျာအဲ့တော့ဒီ live မှာတော့ကျွန်တော်တို့ဒီနေ့ရဲ့အကြိုက်ဆုံးပွဲလေးပြောပါမယ်ညီကိုတို့ညောတရုတ်ပြည်ကနေအားပေးနေပါတယ်ဘရာသာကိုကိုမောင်မင်္ဂလာပါဘရာသာကျော်လင်းထွန်းမင်္ဂလာပါမောင်မောင်မင်္ဂလာပါအဲဟေးဟုတ် ဟိမိုးဦးမင်္ဂလာပါဗျနေဖြူမင်္ဂလာပါမောင်မောင်မင်္ဂလာပါဇော်ကိုဝင်းမင်္ဂလာပါဒေးဗစ်တူမင်္ဂလာပါနေလင်းဆိုးမင်္ဂလာပါဗျတန်းကျော်မင်္ဂလာပါဆက်မင်္ဂလာပါကိုငယ်မင်္ဂလာပါဗျ AOD Mobile မင်္ဂလာပါတန်းနာအောင်ထွန်းမင်္ဂလာပါဗျစတုကပ်ပွဲလေးသုံးသက်ပေးပါအောင် Okay ပါညီကိုရေဘရဒါမြန်မင်းထက်မင်္ဂလာပါဗျကြော်ထက်အောင်ကြော်ကြည့်မင်္ဂလာပါဗျဘရဒါဇော်ဇော်မင်္ဂလာပါပြဖြိုးခံမင်္ဂလာပါဗျအဲဖိုးကျော်မင်္ဂလာပါတန်းလိုင်းမြင့်မင်္ဂလာပါကြော်ကြည့် AC မင်္ဂလာပါကြော်အဲကြော်ကြည့် ကျော်ထက်အောင်မင်္ဂလာပါဗျဆက်မင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါကိုကူမောင်မင်္ဂလာပါညီကိုကြီးကိုအောင်မင်္ဂလာပါဗျဖြိုးတက်ပိုင်မင်္ဂလာပါဟန်မျိုးအောင်မင်္ဂလာပါဆိုးဆိုးမင်္ဂလာပါဆက်မင်္ဂလာပါညီညီဝင်းမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါဗျ clear water supply မင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်တို့စလိုက်မယ်ညီကိုကြီးနော်အဲ့တော့ကျွန်တော်တို့ဒီနေ့စပါမယ်ဆိုတော့ဒါ wine spot မှာဆော့ကျင်တဲ့ညီကိုကြီးအနေနဲ့လည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးတော့လေ100% bonus ရယူနေပါတယ်အသေးသေးသိရှိလိုပါက Wine Swap မြန်မာ Facebook page နဲ့သူတို့ application တို့ website လင်က customer service call လေးကိုနှိပ်ပြီးတော့လေ24နိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော် let's go ပါဆိုတော့ပထမဆုံးပြောမှာကကျွန်တော်တို့အဲ Ranger နဲ့ကျွန်တော် Racing Jam ပေါ့နော်အဲ့တော့လက်ရှိ DJ ပေးတာလေ body wing ရော380ပေါင်းနဲ့ကျွန်တော်တို့ကာထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိ Ranger အသင်းကအမှန်တမ်းပြောရရင်တော့အဲ Founder လေးအောင်နေတဲ့အနေထားလို့ပြောရမှာပေါ့နော် Scotland League မှာတောင်မှ အဆင့်17ရောက်နေတယ်ဗျ။၅ဘွဲသူတို့လီမှာကံပြီးသွားပြီ။နိုင်ဘွဲလုံးဝမရှိသေးဘူး။၄ဘွဲတည်ဖြစ်ထားတယ်။တဘွဲရှုံးနေထားပါတယ်။အဲ့တော့လက်ရှိတိုက်စစ်ကသွင်းကို၃ခုဖြစ်ပြီးတော့ဘေးကက၅ခုဖြစ်ပြီးတော့ရမ၄မှတ်နဲ့တော်တော်ဆိုးဆိုးရွရွဖြစ်နေတယ်ဗောနော Ranger လို့အသင်းကြီးတသင်းအနေနဲ့အဆင့်17ရောက်နေတယ်ဆိုတော့တော်တော်လေးကြည်ရဆိုးပါတယ်။အဲ့တော့သူတို့လီမှာကအဆင့် tick ကကျွန်တော် sell tick ဖြစ်ပါတယ်เนาะနိုင်ပွဲ၄ပွဲနဲ့တကြီးပွဲတစ်ပွဲအားလုံးပေါင်းလက်ရှိရမှ73မှတ်နဲ့အဆင့်တက်အသင်မှာလက်ရှိ ranger က၄မှတ်ဆိုတော့တော်တော်လေးတော့ရုပ်ဆိုးပါတယ်အဲ့တော့ဒါကောင်မှဒဲဂျေးပေးထားတယ်ကျွန်တော်3လုံး80ပေါင်းနဲ့ကျွန်တော်တို့ပြန်ကားထားခြင်းဖြစ်ပါတယ်အဲ့တော့ ranger ကိုပြန်ကြည့်ရရင်ဒီရာဒီရဲ့လက်ရှိ current form အရာကအဲနောက်ဆုံးပွဲမှာတော့ဒီ league ကမှာ hibernian အသင်းကို2-0နဲ့တော့နိုင်လာတယ်ရှေ့ပွဲတောက်လျှောက်ကအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့လည်းအိမ်ကွင်းလေးတော့မဆိုးဘူးပြသူတို့ဒီရာဒီအိမ်ကွင်းမှာက ဆက်တဲ့အသင်းကိုဒီကန်နာရဲ့ချန်ပီယံလိမှာဒီဘရူဂျက်အသင်းကို1-3နဲ့ရှုံးတယ်။ Heart of Mandalorian အသင်းကို0-2နဲ့ရှုံးထားတာတော့တွေ့ရတယ်။ဆိုတော့တရားတစ်ခုကတော့လက်ရှိအနေထားရ Ranger အဲချီးစွမ်းမကောင်းတာတော့မှန်တယ်။ဒါပေမဲ့တစ်ဖက်ကဒီ Junk အနေနဲ့ကလည်းအဲ့လောက်ကြီးရလာမကောင်းဘူး။ဒါဒါကန်ကောင်းတယ်လို့ပြောရမှာနော်ဒီ Ranger အနေနဲ့။အဲ့တော့ Junk အသင်းအနေနဲ့ကသူတို့ရဲ့ Belgian လိမှာအဆင့် 14အထိရောက်နေပါတယ်เนาะအဲ့တော့လုံးဝအိုနာဂျိုးကနှစ်သင်းတွေးတဲ့အနေထားတော့ဖြစ်နေတယ်နှစ်သင်းစလုံးကလည်းတကယ်အသင်းကြီးဒေဒေကျဲဖြစ်ခဲ့တဲ့အသင်းတွေပါပဲเนาะအဲ့တော့လက်ရှိဂျန်အနေနဲ့ကလည်းလက်ရှိ၈ပွဲမှာ၄ပွဲတိတိရှုံးတာနဲ့ရမှတ်၈မှတ်နဲ့အဆင့်14အထိရောက်နေပါတယ်เนาะသူတို့အိုသူတို့အုပ်စုမှာဒီ Union Saint Gilloise အသင်းကရမှတ်20ရနေတဲ့အချိန်မှာเนาะဂျန်အနေနဲ့၈မှတ်ပဲရသေးတဲ့အချက်ကြောင့်တေချာတကွာတော့ဂျန်ကလည်းဒီရာဒီမှာခြေစွမ်းလက်ရှိ Garden Fawn ရတော့တော်တော်လေး ဆုတ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိတရားတကူကတော့နှစ်သိန်းစလုံးရဲ့တိုက်ဆက်ဖောင်ကအဲဟိုအာမခံလို့မရပါဘဲနှစ်သိန်းစလုံးရဲ့ခံစစ်ကပေါက်နေရဆိုတာတော့တော်တော်လေးမြင်သာစီပါတယ်เนาะဒါကြောင့်လည်းရှိအနေထားရနှစ်သိန်းစလုံးရဲ့ခန်းစစ်ပေါက်ပုံမျိုးနဲ့ဂျီကိုကြည့်ရရင်တော့380ဘောင်ကအဲနည်းနည်းလေးဟိုပျော့တဲ့ဘတ်တောင်เนาะဟိုကိုပေါင်းကြီးပျော့တဲ့ဘတ်တောင်သွားတယ်လို့ကျွန်တော်ပြောလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီဂျီက380ဘောင်ဟာ ပျော့ပေးမယ်နဲ့ထောင်ချောင်ဖန်းနာလေးလို့ပဲကျွန်တော်ယူဆခြင်းနဲ့အဲ့တော့ဒဲဈေးမှာ390ပေါင်းဖြစ်တဲ့အတွက်သေချာတာတကူကတော့ဒီ Racing Jam ကဒီဒီ Ranger အတင်းဟောကအဲတေးပွဲနဲ့တာအဆုံးသက်ဖို့များတယ်ဗောလေဆိုတော့ပြောချင်တာကကြောက်စရာကျွန်တော်112တောက်ပဲရှိတယ်ဆိုတော့22ဖြစ်နိုင်တယ်လို့2112လေးတော့ညှော်လင်းရင်းနဲ့ကျွန်တော်ဒီပွဲလေးတော့ Jump 6ပေါ်ပဲကြိုက်ပါတယ်เนาะမဖြစ်နေရွေးမယ်ဆိုတော့ကျွန်တော်6ပေါ်လေးပဲကြိုက်တယ်ဗျာเนาะโอเคပါအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်ဒီနေ့အကြိုက်ဆုံးပွဲဖြစ်တဲ့ Porto နဲ့7ပွဲလေးဖြစ်ပါတယ်အဲ့တော့လက်ရှိ ဟိုပေါ်တိုအသင်းကအမှန်တိုင်းပြောရင်တော့ဒီ PSV ကခေါ်ယူထားတဲ့ဒီဂျောင်ကနော်တိုက်စင်မှုဒီဂျောင်ကကျိုးတော့ကျိုးနေတယ်ပေါ့လေဒါပေမဲ့လက်ရှိသူတို့အရင်တည်းကစော့နေတဲ့ player တွေနဲ့ပေါ်ထွက်ခဲ့ပြီးတော့တောက်လျှောက်ဟာပေါ်တိုရဲ့ခြေစွမ်းတော်တော်လေးငြိမ်တယ်လို့ကျွန်တော်ပြောရမှာဗျနောက်ဆုံးပွဲမှာ ခုနှစ်ပွဲဇက်မှာအဲနိုင်ပွဲကခုနှစ်ပွဲလုံးရတာလေအဲဒီထဲမှာ6ပွဲကဂျေးအောင်ထားပြီးတော့ဒီနေစီယန်နဲ့အသင်းတစ်သင်းတည်းကိုပဲဝမ်းစီနဲ့ကျွန်တော်ဂျေးရှုံထားဂျေးရှုံထားခြင်းဖြစ်ပါတယ်ဒီထဲမှာဒီ Sporting Lisbon အိမ်ဝင်းမှာတော့ Porto က1 2နဲ့เนาะသူတို့ရဲ့ Portuguese League မှာဖြုတ်ထားတဲ့အတွက် AC ပါပဲเนาะဒါပေမဲ့လေဟို Body Moon ရိုးအရအနှဲငယ်လေးတော့ပျော့တယ်ဒါကဒီကြောင်ကျိုးနေတဲ့အတွက်ဒီလိုမျိုးဝင်ရိုးဖွင့်ခြင်းလို့ပဲကျွန်တော်ယူဆတယ်တလုံးကို60ဘောင်းမှာ ၃လုံး80ပေါင်းဆိုတဲ့အချက်အရာတော့ကျွန်တော်ထင်တော့7ဘက်အရင်ကြီးရလာကောင်းမှုတော့မဖြစ်နိုင်ဘူးဆိုတော့ဘီရောဂျီအောင်ပဲသွားမယ်အနေအထားမျိုးဖြစ်တယ်ပေါ်တိုကအရင်လိုမျိုးခံစစ်ပဲဆွတ်ပြီးဖင်ပိတ်ကန်တဲ့အသင်းမျိုးတော့မဟုတ်တော့ဘူးလို့တော့ယူဆတယ်ခြေစမ်းပွဲတွေကလက်ရှိအချိန်ဒီပေါ့နော်ဒီကဘာဖလားမှာလည်းတော်တော်လေးခြေစွမ်းကောင်းတာမြင်တွေ့ရတယ်ဒီတီကိုအသင်းကိုဝမ်းစည်းနဲ့နိုင်လာပြီးတော့ ဒီတောက်လျှောက်ကနော်နောက်ဆုံးပြန်မတော့ရှစ်ပွဲဆက်ရှုံးဝဲမရှိဘူးဒီဝဲမရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်။တော့တစ်ခါ7ဘက်အသင်းကနောက်ဆုံး2ပွဲဆက်ရှုံးထားတယ်ဗျ။ Stamgrass အသင်းကို Z2 နဲ့ကျွန်တော်တို့ရှုံးထားပါတယ်။ Wolfbar ကအသင်းကို3-1နဲ့ဒါရှုံးထားခြင်းဖြစ်ပါတယ်။တောက်လျှောက်ကတော့ over 2.5တွေတော့မြင်တွေ့ရတယ်ဗောလေ။ဆိုတော့ဒီအသင်းက Brugget အသင်းကိုရှုံးပြီးတော့ Champion League ကနေ7ဘက်ကပြုတ်ကျလာခဲ့တာပါ။အဲ့တော့အဲတုန်းက7ဘက်အင်ကုန်မှာ Brugget နော် away win ကနေပေးတဲ့ဂျီတောင်မှာကျွန်တော်ဒဲဂျီပဲရှိပါတယ်ဗျ။နော် Brugget တောင်မှာ7ဘက်ကိုပေးတဲ့ဂျီဒဲဂျီဖြစ်ခဲ့ရင်အခု Porto အနေနဲ့နော် level 100ရှုံးဆိုတဲ့ပုံမှန်လားဟာဒါပြင်းတယ်လို့ပဲကျွန်တော်တို့ယူဆမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အကြိုက်ဆုံးကတော့เนาะသုံးမှတ်သေးချာပေါ့ရမယ်အဖွင့်ပွဲမှာရမယ်ပေါ်တိုပဲကြိုက်ပါတယ်ပေါ်တို body ဖြစ်ပါတယ်နှစ်ဆပွဲနီးနီးတော့ကြိုက်တယ်နေရင်တော့နေပါဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ပွဲမှာရိုးရိုးပွဲအနေနဲ့ပဲကျွန်တော်တို့ body porto body လေးရွေးချယ်ထားပါတယ်โอเคပါဒါဆိုတော့ဒီ live ကတော့ကျွန်တော်ဒီနေ့နှစ်ပွဲပြောထားပါတယ် ranger နဲ့ကျွန်တော်တို့ racing champ ပြောထားတယ် seven နဲ့ကျွန်တော်တို့ porto ပွဲလေးပြောထားတာ ဖြစ်ပါတယ်။ Okay ပါ။အဲ့တော့ချိမာတော့ကျွန်တော်မောင်းလဲကကျွန်တော်ဒါနှစ်ပွဲပြီးပြီ။ဟုတ်ဒီဒီဒီထဲမှာဘော်ဒိုပွဲလေးတစ်ပွဲမောင်းလဲမှာထပ်ပြီးထည့်တယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ရဲ့မောင်းလဲက3သင်းလေးရမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ပွဲပဲကြံပါတယ်။အဲ့ဒါလေးကိုနောက် live ထဲမှာကျွန်တော်တို့ပြောပြီးမှာဖြစ်ပါတယ်။ Okay ပါ။ဒီ live ထဲမှာကျွန်တော်ဒီနှစ်ပွဲပဲတည်ကြလေးပြောပြတာလားဖြစ်ပါတယ်။ Okay ပါ။ဆိုတော့ဒီ live လေးကိုလည်းကြည့်ရှုပေး brother share ပေး brother comment ပေး brother ဒီရောက်ချင်းနေတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျ။မင်္ဂလာစီစောင်း